်မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာစုံမင်းအောင်ရေးသားသောခမုံဆရာတော်ကြီးနဲ့စမ်းကြဲသောမနောစွမ်းအားဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်ကျွန်တော်ဆယ်ကျော်သက်အရွယ်အလဲတန်းကျောင်းသားဘဝတွင် ခမုံစရာတော်နဲ့ပတ်သက်သည့်အဟောဝယ်ဖြစ်ပျက်တစ်ခုကြုံခဲ့ပါသည်ကျွန်တော်၏ဇာတိရွာသည်ခမုံစိတ်ရွာဖြစ်ပါသည်ခမုံရွာတွင်မြောက်မတောင်သို့ဖြတ်တန်းစီးဆင်းနေသောမြစ်မခါရှိပါသည်ရွာ၏အရှိဘက်ကနှင့်အနောက်ဘက်ကကိုပေါင်းကူးဆက်သွယ်ပြီးသောမြစ်မခမြစ်ကူးတရာလည်းရှိပါသည်ခမုံရွာသည်မြစ်မခမြစ်ကူးတရာဇေဘူးဓာတို့ဖြင့်စီကားပြီးကျွန်တော်တို့အလွန်ပျော်စရာကောင်းပါသည်ကျွန်တော်ငယ်စဉ်ကလူစီကားသည့်နေရာများဖြစ်သောမြစ်စိတ်ကံမြစ်ကူးတရာ ဘုရားဈေးများစီတို့နေစဉ်သွားပါသည်တနေ့တွင်ကျွန်တော်၏စိတ်မှာလန်းစားမှုမရှိဖြစ်နေပါသည်ထိုနေ့မှာတပေါင်းလာပြည့်နေဖြစ်ပါသည်နေစဉ်တပေါင်းလာပြည့်နေတိုင်းခမုံရွာမှဖျားဘူးများသည်ဘိုးကောင်စုရွာရှိရွှေငင်းကြီးဖျားသူတို့တွားကြပါသည်ခမုံဆရာတို့၏ဖျားဘူးခွဲများကိုလည်းစိတ်ကန်းရှိဆက်လီများမော်တော်များပေါ်တွင်တွေ့ရပါသည်ထိုချိန်ထိကျွန်တော်၏စိတ်တွင်ပျော်ရွှင်ခြင်းမရှိပါဘူး မြစ်ကမ်းတွင်ငိုင်နေစေရက်နေစေဖြစ်ပါသည်ထို့နောက်ကျွန်ုပ်၏စိတ်တွင်ခမုံဆရာတော်အားဖူးမြော်လိုသောဆန္ဒဖြစ်ပေါ်လာ၍ဖျားဖူးများအားမေ့ကြည့်ပါသည်ခမုံဆရာတော်လည်းပထမဆုံးထွက်သောဆက်လေးဖြင့်တွားနေပြီဖြစ်ကြောင်းသိရပါသည်ကြံဆက်လေးနှင့်မော်တော်များကိုလည်း9နိုင်နောက်ဆုံးထား၍ထွက်ကြရန်မှာကြားသွားကြောင်းသိရပါသည်ဆက်လေးများစိတ်ကမ်းမှထွက်ခွာကြပါပြီနောက်ဆုံးတွင်မော်တော်ကြီးတစ်စီးသာကြံမာတော့သည်ကျွန်တော်သည်နောက်ဆုံးမော်တော်ဖြင့်ဖျားဖူးလိုက်ရန်ဆုံးဖြတ်လိုက်ပါသည်ကျွန်တော်လိုက်သွားသည်ကိုအိမ်သားများမသိကြပါ တောင်းနေပြီဖြစ်သောခပုံစရာတော်သည်လည်းသိမည်မဟုတ်ပါမော်တော်နှင့်ဆက်လီပိုင်ရှင်များသည်ခပုံစရာတော်၏တပည့်တကာရင်းများဖြစ်ကြပြီးတစ်စင်တောင်းနေကြဖြစ်သည်ဖြင့်ဘိုးကောင်စုရွာသို့နေစွန်းအမိရောက်ကြရမည်ကိုလည်းသိကြပါသည်တပေါင်းလာပြီရေးတက်ရဖြစ်ခြင်း ရေစုံဖြစ်ခြင်းတို့ကြောင့်ခရီးတွေပါသည်ဆက်လျများသည့်မြစ်ကမ်းတစ်လျှောက်ရှိဖျားဘူးများကိုကန့်ကတ်တင်ကြပါသည်ကျွန်တော်စီးသောမော်တော်ကြီးသည်ကန့်ကတ်တင်ခြင်းမပြု၍ဆက်လျများကိုကြောတက်သွားပါသည်ဒစီနှင့်ဒစီကြောတက်သွားတိုင်းဆနောက်သံများစူညံသွားပါသည်ဖျားဘူးများအလုံးပျော်ရွှင်နေကြတော့လေကျွန်တော်ကတော့ပျော်ရွှင်မှုမရှိပါမော်တော်ပိုင်ရှင်နှင့်ဖျားဘူးအလုံးသည်အသိများဖြစ်ကြတော့လေအိမ်ကိုမပြောဘဲလာခဲ့ရ၏လားနေ့လယ်စာအတွက်ကြောင့်လားမသိပါစိတ်မှာအလွန်လေးလံနေပါသည် ိုးကောင်စုရွာသို့ရောက်သည့်အခါဖျားဘူးများသည်ယူလာသောစားသောက်ဖွယ်ရာများကိုနေစုံမီပြင်ဆင်ကြပါသည်ခမုံစရာတော်သည်ဘိုးကောင်စုရွာသို့ရောက်ရှိနေပြီဖြစ်ပါသည်ဆက်လင်းနှင့်မော်တော်ရှိလူကြီးလူငယ်များသည်ဆရာတော်အားနေစုံကပ်ရန်ဘိုးကောင်စုရွာသို့အပြေးနှင်ကြပါသည်အမေများခလေးများနဲ့ကျွန်တော်တို့ရွယ်လူငယ်အ ਨੇ စုသားကြံခဲ့ပါသည်ဆက်လေနဲ့မော်တော်ပေါ်တွင်နေလေစာစားသုံးကြပြီးစားပြီးသူများကလည်းဝိုင်းခွဲစကားပြောနေကြပါသည် ျွန်တော်တွင်ထမင်းကြိုက်မပါတော့လဲအတိများကကြွေးသဖြင့်သူတို့နဲ့တူထမင်းစားပါသည်ကျွန်တော်ထမင်းစားပြီးဒီခါ90စတိကြိုက်ကြီးမှတဆင့်ကိုရေးဆေးပါသည်ရေစုံတွင်ချလိုက်မိပြီးစတိကြိုက်သည်လက်မှလွတ်၍ရေစည်းနှင့်မျောပါသွားတော့သည်အခြားဆက်လေများမော်တော်များမှလူများကလက်ဆက်၍ဝါထိုး၍စေယူပေးကြတော့လဲရေစုံတိုင်းဆက်လက်၍မျောပါသွားပါသည်ဝဲများကြောင့်လဲကန့်စက်မှဝေးရမြစ်လေသို့ရောက်သွားပါသည်စတိကြိုက်သည်တန်ဖိုးများပြီးသူတို့ဘာပစ္စည်းများဖြစ်နေသောကြောင့်ကျွန်တော်သည်အဝတ် ားများကိုချုပ်ပြီးရေထဲသို့အမြန်ခုန်ဆင်းလိုက်ပါသည်။အများကြီးထဲမှာရေလယ်မှကြိုင်ကိုကျွန်တော်ဆယ်ယူပြီးဆက်လီများရှိမှရင်ကော့ဖျက်လျှောက်ပြီးမော်တော်ကြီးစီတို့ပြန်မြူထဲကြပါလိမ့်မည်။တို့တော့အများထင်နဲ့ကျွန်တော်ဤဖြစ်ပုံမှာလွဲပြီးတေးပေးနဲ့ကြုံခဲ့ရပါသည်စတီချိုင်ကိုလက်နဲ့ကိုင်းမိချိန်တွင်ခားနိုင်အဝတ်မရှိသေးကိုသတိထားမိလိုက်ပါသည်ဆယ်လို့သက်ရွယ်ရောက်နေပြီဖြစ်သောကျွန်တော်သည်ရှက်စိတ်ဝင်သွားပြီးဒုက္ခရောက်ပါတော့သည်ရေစံကိုအချိန်ချင်းကူးခတ်နေမိပါတော့သည် မြေကမ်းဘေးတွင်ကြီးပင်းလာသည့်ကျွန်တော်ကိုရေကူးကြွကျင်သည်ဟုသိထားကြပြီးစိတ်ချ၍ကျွန်တော်ကိုမကူညီကြပါရေဆံကူးနေသောကျွန်တော်ကိုရိုးရိုးမကပဲဖိလင်ကသည်ဟုထင်နေပြီးမကူညီခြင်းလည်းဖြစ်နိုင်ပါသည် ရေစီးအာတန်သည်ဖြင့်မြစ်လေတွင်ကျွန်တော်ကြာကြာမကူနိုင်တော့ပါအလွန်မောပန်းပြီးစိတ်ကိုလျှော့လိုက်မိပါတော့သည် နောက်ဆုံးအာကိုရှာသည့်သဘောဖြင့်ရေလယ်မှကုန်းပေါ်သို့လှမ်းကြည့်မိပါသည်စိတ်ထဲတွင်လည်းဒီစချိန်ကုန်းမြေကိုမြင်ရခြင်းသည်နောက်ဆုံးအချိန်ဖြစ်လေပြီဟုအာလျှော်လိုက်ပါသည်ထိုချိန်တွင်ကုန်းပေါ်မှမြက်ကန်းပေါ်သို့အပြေးဆင်းလာသောလူအုပ်ကြီးကိုတွေ့လိုက်ရပါသည်ထိုလူအုပ်ကြီးစိတ်ကန်းနှင့်နီလာချိန်တွင်ဆက်လင်းနှင့်မော်တော်ဘော်ရှိလူများကလည်းကုန်းပေါ်သို့တက်ကြပါသည်ကျွန်တော်လည်းလူအုပ်ကြီးရှိရာကမ်းဘတ်သို့အလိုလိုကူးခတ်နေမိပါသည်ခြေထောက်ထောက်မိသောနေရာအရောက်တွင်ဆက်လင်းများနောက်မှတွေ့ကပ်ပြီးမော်တော်ကြီးရှိရာသို့အရောက်လာနိုင်ခဲ့ပါသည်

မြေကမ်းရှိလူများတွေကုန်းပေါ်မှာပြေးဆင်းလာတော့လူအုပ်ကြီးထံတွင်သာအာယုံရောက်နေကြပြီးကျွန်တော်ကိုမမြင်ကြပါပြေးဆင်းလာတော့လူအုပ်ကြီးအမေစကားများကိုပြန်ပြေးနေကြသူများနားထောင်နေကြသူများအပြန်အလှန်ပြောဆိုနေသူများအားလုံးကိုမော်တော်ပေါ်မှာကျွန်တော်တွေ့မြင်နေရပါသည်ကျွန်တော်ဒီပြေးဆင်းလာတော့လူအုပ်ကြီးကိုမြင်လိုက်ရချိန်တွင်ဖြစ်ပေါ်လာသောစိတ်ကူးနှင့်စိတ်ခွန်အားများကြောင့်အသက်ဘေးမှလွတ်ခဲ့ရပါသည်ကျွန်တော်ဒီအဝတ်အစားများဝတ်ပြီးခြိုက်ပိုင်ရှင်ကိုပြန်ပေးလိုက်သည့်ချိန်တွင်တွေ့ပြီးတွေ့ပြီးဟဲ့သူဒီမှာဟုဆိုပြီးကျွန်တော်၏လက်ကိုဆွဲမြောက်ပြပါသည် ည်အကြောင်းစုံကိုသိကျင်၍မေးမြန်းခဲ့ပါသည် ကျွန်တော်ဒုက္ခရောက်နေသည့်အချိန်တွင်ခမုံဆရာတော်ကနေစွန်းဖုံးပေးနေခြင်းဖြစ်ပါသည်ထိုစဉ်အနည်းရှိတကားများကိုခေါ်၍ဖျားဘူးများတဲ့တွင်ကျွန်တော်ပါလာသည်ဤကန်းတို့အမြန်ဆင်း၍ကျွန်တော်ကိုတွေ့အောင်ရှာရန်စီခိုင်းခဲ့ပါသည် ဆရာတော်ဤအမိန်ကြောင့်ယွာသားများစွန့်ဒါရကများဒါရကမများမြစ်စိတ်သူပြေးစင်းလာကြခြင်းဖြစ်ကြောင်းသိလိုက်ရပါတော့သည်ကျွန်တော်အလွန်အံ့ဩရပါသည်မော်တော်ပေါ်တက်လိုက်ချိန်တွင်ဆရာတော်သည်အစောဆုံးဆက်လေဖြင့်လိုက်ပါသွားနေမည်ဖြစ်သည်ဖြင့်ကျွန်တော်လိုက်ပါလာသည်ကိုမသိနိုင်ပါတို့ရာတွင်ကျွန်တော်ဒုက္ခရောက်နေချိန်တွင်ဆရာတော်ဤမနှောအာယုန်တွင်ပေါ်လာသည်ဖြင့်သာကျွန်တော်ကိုကယ်တင်ရန်စီခိုင်းခြင်းဖြစ်ပါသည်ကျွန်တော်တွေ့ကြုံခဲ့ရသောအံ့ဩစရာဖြစ်ပျက်များကို မိခင်အားပြောပြခဲ့ပါသည်ထို့အခါတွင် မိခင်ဖြစ်သူ၏စကားများကိုကြားလိုက်ရသ ီမှာဒီလိုဆိုမဖြစ်တော့ဘူးနင့်ကိုခမုံဆရာတော်ထံအမြန်အမှဖြစ်တော့မယ်ဆယ်စုနှစ်ကျော်တခုကြောင်စောင့်မြော်နေကြတဲ့ဘဝဟောင်းကအပေါင်းဖော်တွေကနင့်ကိုပြန်ပြီးခေါ်နေကြပြီထင်တယ်ဟူ၍ဖြစ်ပါသည်ထိုချိန်မှစ၍ခမုံဆရာတော်ဤမနှောစွမ်းအောက်ကိုလေးစားကြည်ညိုအံ့ဩခဲ့ရသလိုငါရဲ့ဘဝဟောင်းကအဖော်ပေါက်တွေကဘယ်သူတွေလဲဘယ်ကလာတာလဲဟူသည့်အတွေ့အိပ်မဲကြီးတခုစိုးမုံမှုကိုခံလိုက်ရပါတော့သည် ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်။